င်္ဂလာပါသားတို့သမီးတို့ရေဒီချဲကတော့ပထမတန်းမြန်မာစာကိုတင် जा ပေးမယ်ဒီချဲထားဖြစ်ပါတယ်အခုဒီချဲတို့ကအခန်းနှစ်ဘီးကပြာလင်ကားများရုပ်ဖက်ရေးစုလာတစ်ကကာကြီးဖိုးစာလုံးကပြာလေးကိုဒီချဲကတင် जा ပေးမှာဖြစ်ပါတယ်ကဲကပြာလေးကိုကြည့်ကြရအောင်ကပြာလေးရဲ့ခေါင်းစဉ်ကဖိုးစာလုံး ဗျာလေးကိုဒီချေကအရင်ဆုံးရှင်းရနေပြီးတော့ဆိုပြမယ်တောက်သမီးတို့ကလိုက်ပြီးတော့နားထောင်ထားအောင်နော်ပြီးလို့ရှိရင်နောက်တစ်ခေါက်ဒီချေနဲ့တူတူကြမှာလိုက်ပြီးတော့ဆိုမယ်ဗျာလေးကဖိုးစာလုံးစာလုံးစာလုံးဖိုးစာလုံးစောစောစီစီစာဆိုတော့စာဆိုတော့မှာဘိုက်ကစာစီစန်းစားဖို့ထမင်းရှာအောက်စစ်မာလာစင်ပေါ်လာစ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 ာ စာစာကပြာကိုရေးတဲ့သူကတော့ဇာရေးဆရာ တက္ကသိုလ်မြတ်စိုးဖြစ်တယ်။ကဲဖိုးစာလုံးကပြာကိုဒီ channel တူတူနောက်ကနေလိုက်ဆိုကြည့်ကြအောင်နော်။စာလုံးစာလုံးဖိုးစာလုံးစောစောစီစီစာဆိုတော့ စာဆိုတော့မှာဘိုက်ကစာစီစန်းစားဖို့ထမင်းရှာအောက်စစ်မာလာစင်ပေါ်လာစ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 ာ စာ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 ကြပြာကိုရေးတဲ့သူကတော့ဇာရေးဆရာ တက္ကသိုလ်မြတ်ဆိုးဖြစ်တယ်။ကြပြာကိုတင်ရတဲ့ရွယ်ချက်ကတော့စာလုံးနဲ့စာလင်ကိုတာတာမီမီတို့ခွဲခြားအသိအောင်လို့တချေတို့ကသင်ပေးတာဖြစ်တယ်။စာလင်ရကြတော့အတန်ကမြင့်နဲ့စာလုံးကကြတော့အတန်ဖြော့ဖြော့လေးနဲ့ဆိုတာဖြစ်တယ်။စာလင်ရကြတော့စာ စာလုံးကကြတော့စဆိုပြီးတော့အတန်လေးကနေနဲ့တခြားမို့တောက်သမီးတို့တွေလည်းစာလုံးနဲ့စနေနဲ့ကိုအတန်ထွက်လေးတွေကိုလိုက်ပြီးတော့ပြောကြည့်ကြအောင်နော်။ရစာလုံးနဲ့စနေနဲ့အတန်ထွက်လေးကိုဒီချက်ကထွက်ပြမယ်။တောက်သမီးတို့တွေလည်းနောက်ကနေလိုက်ပြီးတော့ထွက်ကြည့်နော်။စနေကိုဒီချက်ကအရင်ဆုံးထွက်ပြပေးမယ်။စနောက်တစ်ခါထပ်ပြောပြမယ်နော်။လိုက်ပြီးတော့ဆိုကြည့်ကြပါစစာလုံးရဲ့အတန်ထွက်ကကြတော့စစစ ကဲဒါဆိုရင်တောက်သမီးတွေလည်းအတန်စာလုံးနဲ့စာလိန်နဲ့အတန်ထွက်လေးတွေကိုတည်ကြပြီလို့တော့ထင်ပါတယ်။ဒါကြောင့်မလို့အိမ်မှာကိုပါကိုပြန်ပြီးတော့လေ့ကျင့်ကြပါနော်။မင်္ဂလာပါတောက်သမီးတို့ရေဒီချေတို့အခန်းနှစ်ခါခွေရေးချကြအောင်ဆိုတဲ့သင်ခန်းစာလေးကိုမသွားခင်ဒီချေကခဲတဲ့ဂိုင်းနီလေးကို အရေးဆုံးပြောပြပေးမယ်။ခဲတဲ့ကိုဒီချေတို့ကလက်ညှိုးနဲ့လက်မခဲတဲ့လေးကိုမှ လက်ခလေကအောက်ကခံရေးဆွဲကြမှန်မှန်ဆိုပြီးတော့ဒီချေတို့ကအလင်္ကာလေးနဲ့ရှိတယ်အဲ့ဒီတိုင်းပဲဒီချေကခဲတဲ့ဂိုင်းလေးလေးကိုပြပေးမယ်တောက်သမီးတို့ကလိုက်ပြီးတော့ကြည်ပေးမယ်နော်ခဲတဲ့နေကိုဒီချေတို့လက်ညှိုးနဲ့လက်မနဲ့ဒီလိုမျိုးလေးညှက်ပြီးတော့လက်ခလေလေးကအောက်ကခံပြီးတော့မှဒီချေတို့ရေးဆွဲကြမယ်ကဲတော့သမီးတို့ခဲတဲ့ဂိုင်းကြီးလေးကိုသိရှိသွားပြီဆိုရင်ဒီချဲတို့ရေးချစ်ကြအောင်ဆိုတဲ့သင်ခန်းစာလေးကိုဆက်သွားကြမယ် ကဲပထမအောင်ဆုံးတီချဲကနံပါတ်1ရဲ့ပုံလေးကိုအရင်ဆုံးရှင်းပြပေးမယ်နော်။အဲပထမအောင်ဆုံးနံပါတ်1လေးမှာတီချဲတို့ကမြင်းလေးကိုအလှရလိုက်မြင်းလေးလို့ခေါ်တယ်။အလှရလိုက်မြင်းလေးဆဲတဲ့အခါမှာတီချဲတို့အလှရလိုက်မြင်းလေးကိုတစ်ချက်၊နှစ်ချက်၊သုံးချက်ဟုတ်ပြီနော်။ကဲသုံးချောင်းလေးဆွဲကြည့်ကြမယ်။ပြီးလို့ရှိရင်အလှရလိုက်မြင်းလေးမှာကြာတော့ဒီချေတို့ဘလိုပစ္စည်းလေးတွေစောက်လုပ်ထားလဲဆိုရင်အိမ်ပုံစံလေးတွေစောက်လုပ်ထားတာလေးတွေရှိတယ် နော်အရှိလိုက်ကလေးဆိုလိုချင်တာပေါ့နော်အဲအဲ့လိုမျိုးလေးတွေကိုစောက်လုပ်ထားတာလေးတွေကိုဒီချေတို့ကမြင်းအလျားလိုက်လေးလို့ခေါ်တယ်ပြီးလို့ရှိရင်မြင်းဆောင်းလေးတွေနော်မြင်းဆောင်းလေး၃ချောင်းကိုဆွဲကြည့်မယ်အောက်ကနေအပေါ်လေးကို၃ချောင်းလေးဆွဲကြည့်ကြမယ်ဒါဆိုရင်မြင်းကအဆောင်လေးတွေဖြစ်သွားမယ်เนาะအဲမြင်းဆောင်လေးတွေကြတော့ဘသူတွေသွားရလဲဆိုရင်ဟိုမှာလေးမြဲကြီးအပေါ်ကိုပြန်တက်သွားတာမျိုးဆိုရင်ဒါဒီစဲတို့မြင်းဆောင်လေးတွေသွားရလေးတွေဖြစ်တယ် အဲပြီးလို့ရှိရင်ဒေါင်လိုင်းမြင်းလေး၃ချောင်းဆွဲကြည့်မယ်၁၂၃အဲဒါဆိုရင်ဒေါင်လိုင်းမြင်းလေးဒေါင်လိုင်းမြင်းလေးဆိုတာမိုးတွေရွာချလို့ရှိရင်ကြလာတဲ့အဲမိုးဆက်ကလေးတွေလိုပဲဒေါင်လိုင်းမြင်းလေးတွေကဆွဲထားတာဟုတ်ပြီနော်ပြီးလို့ရှိရင်မြင်းကွေးလေးမြင်းကွေးလေးကိုကြတော့တစ်ချက်အောက်ကနေကွေးကွေးလေးနဲ့တဝိုက်ဝိုက်ပြီးတော့အပေါ်ကနေတစ်ချက်ပြန်ပြီးတော့ကွေးလိုက်မယ်ဟုတ်ပြီနော် ဲဒါဆိုရင်မင်းကွေးလေးမင်းကွေးလေးရရှာတော့ဘာနဲ့တူလဲဆိုရင်ခယူလေးခယူလေးကွေးကွေးလေးအဲအဲ့လိုမျိုးလေးနဲ့တူတယ်ဟုတ်ပြီနော်ပြီးလို့ရှိရင်အောက်ဆုံးပေါ်သွားကြတော့အဝိုင်းနော်စဝိုင်းပုံမျိုးလေးအဝိုင်းလေး စဝိုင်းလေးအဲစဝိုင်းလေးကြတော့ဒီကျွန်တော်ဒီမှာဘာလေးနဲ့တူလဲဆိုရင်နာယီလေးနဲ့တူတယ်ဟုတ်ပြီနော်နာယီအဝိုင်းလေးနဲ့တူတယ်စဝိုင်းပုံလေးကဲဒီကျွန်တော်တစ်ခါပြန်ပြောပြပေးမယ်နော်ပထမအောင်ဆုံးဒီကျွန်တော်တို့ကအလှရလိုက်မြင်းလေးဆွဲတယ်ပြီးလို့ရှိရင်မြင်းဆောင်လေးဆွဲတယ်နောက်တစ်ခါဒေါင်လိုက်မြင်းလေးဆွဲတယ်ပြီးလို့ရှိရင်ခယူးဝင်လိုမျိုး မြင်းကွေးလေးဆွဲတယ်ပြီးလို့ရှိရင်စဝိုင်းเนาะမြင်းဝိုင်းလေးအဝိုင်းလေးဆွဲတယ်စဝိုင်းလေးကဲဒါဆိုရင် ဒီ၅နီးလေးနဲ့တောက်သမီးတို့တွေဆွဲသွားပြီဆိုရင်ဒါဆိုရင်တောက်သမီးတို့ခဲတဲ့ကိုင်းနီးလေးတွေကိုတီးပြီးတော့ရေးချစ်လို့ရသွားကြပြီနော်။ကဲဒါကြောင့်မို့ဒီချဲတို့နောက်တင်ငန်းစာလေးတစ်ခုကိုဆက်သွားကြမယ်။